နေထူးနေမြက်ကဆုံလာပြေဗုဒ္ဓနေမှာညောင်ရီသွင်းခြင်းအပြင်ဘာရီလုံးမှအကျိုးရှိမလဲဒါနပြုခြင်းတီလာဆောက်တည်ခြင်းဘာဝနာပွားခြင်းများအပြင်ပူပြင်းလာတဲ့နေရာဒီမှာဗုဒ္ဓပွင့်ခဲ့သောညောင်ပင်အားအသက်ရှိစေအလိုမှာရေလောင်းပေးကြတယ်ရေလောင်းရင်တက္ကနာတည်တံဖို့စူးစမ်းအားထုတ်ပါမည်ဟုကိုပြုခဲ့သောဒါနဆောက်တည်ခဲ့သောတီလာပွားများခဲ့သောဘာဝနာကိုတိုင်တည်ပြီးအတိတ်ခံပြုတင်တဲ့ဗုဒ္ဓပွင့်ခဲ့သောဘောဓိညောင်ပင်အားအသက်ရှိရန်ရေလောင်းပေးတဲ့ကဲ့သို့ဗုဒ္ဓတပည့်သားသူညာကယဟန်တန်ဃာတော်များအားပူပြင် ။အသောနွေရာသီတွင်အေးများစေရန်အလိုငါရေအေးများလှူဒန်းခြင်းရေရင်းရေကန်များနွေအခါရေရရှိမှုအခက်ခဲမဖြစ်ရန်ပြုလုပ်ပြင်ဆင်ဖြည့်ဆည်းပေးခြင်းစသည်တို့ကိုလှုပ်ဆောင်ပေးတင်ပါသည့်တချို့အရက်ဒေသများတွင်ညောင်ရေသုံးပွဲတော်အတွက်တန်ရှင်းသောရေအေးကိုရွှေအိုးငွေအိုးတို့ဂျေးအိုးများဖြင့်အနှာစင်ပြီးပြင်ဆင်ထားသည့်ရေတွင်နန္တာပန်းများရေမွေးများထည့်သွင်းလေးရှိသည့်တုံးလောင်းချင်းအဆင့်ဆင့်ညောင်ပင်အားရေအေးတုံးလောင်းချင်းရဟန်းတော်များအားပင့်ဖိတ်၍တည်တင်။သုံးစီပြီးလဝါပေါ်သို့ရေအေးတုံးလောင်းချင်းတခါတရံရဟန်းတော်များကရေကိုတောက်တုံးချင်း ့စေကြောခြင်းပြုလုပ်ခြင်းဆူတောင်းခြင်းရေလူပြီးနောက်ဒန်မင်္ဂလန်စသည့်ပါရီမန်နံများရုပ်ဖက်ကကောင်းချီးပေးခြင်းများပြုလုပ်ကြပါတယ်အချုပ်အနေနဲ့ကတော့ကုသိုလ်ပြုလုပ်ပါသာသနာအတွင်းရှိတည်တံ့အောင်မိမိကိုယ်တိုင်ကအေးမြသောမေတ္တာပေး၍တည်ပိုးဆောင်ရွက်ပါကျမ်းမာချမ်းသာ၍နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေ